ပြနိုင်ကြပါဖြစ်စေဓမ္မတတ္တုံကြီးကြီးညာညာရွှေဆိုပြီးတော့ဘုရားကိုရှိခိုးပူဇော်ကြရအောင်နော်နမောတတ္တဘုရားတော်တရားအကျိုးသံဃာ သေနာတော်ကတော့ဥပရိပန္နသပါဠိတော်မှာလာရှိတဲ့အနာတပိဉ္စီကိုဝါဒသုတ်တံနောက်ပိဉ္စီဖြစ်ပါတယ်။ဒီသုတ်တံနောက်ပိဉ္စီကိုသယုတ်ပါဠိတော်မှာလဲစေတဝနသုတ်တံဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်ထားပါတယ်နော်။တိချီအနရပိကြောင့်တန်ရကကြီးတရားညာဆုံးဆုံးဆက်တဲ့အချိန်ရောက်ရှိလာပြီဆိုကြဆိုနော်ဒီနေ့တရားဟောနေတဲ့ပုဂ္ဂိုလ် တရားနာနေတဲ့ပုဂ္ဂိုလ်အလုံးနဲ့တစ်နေ့တရားညုံဆုံးပြုံးစကြရမယ်ပုဂ္ဂိုလ်ကြီးဖြစ်ကြပါလေနော်ထိုခြင်းကမှာမိမိတို့အတွက်ကျွတ်ကျင်ပြင်ဆင်ထားတဲ့တရားဒေသနာတစ်ခုကိုခင်ခင်ခန့်ခန့်မတည်ရှိတဲ့ကြောင့်ဆိုရင်သံဃာကြီးကလည်းမဆုံးသေးဘူးဆိုရင်နောက်ကဘဝတစ်ခုကိုဆက်ခံကြရမှာဖြစ်တယ် အဲ့ဒီလိုဘဝတက်ကိုစက်ခံရတဲ့အပိုင်းမှာစိတ်ကလက်ချရတဲ့တရားတွေကိုရင်ဝယ်ပိုင်ထွေးပြီးတော့ဘဝကိုအဆုံးမသတ်နိုင်ခဲ့ကြဘူးဆိုရင်အမယ်လေးဘုံဆိုတဲ့ဒုက္ခတိဘုံဘောတွေကမိမိကိုစိတ်ကြိုနေကြမှာဖြစ်ပါတယ်နော်ဒါကြောင့်မအုံမီမနာမီမသိမီအချိန်ကာလအတွင်းမှာ စိတ်ချလက်ချအာကိုဒိတ်တဲ့တရားဒေသနာတော်လေးကိုမိမိတို့ရဲ့ယုံနာတန်တန်အစဉ်မကင်းဝတည်ရှိလာအောင်စိတ်ကြဒုက္ခပေါ်မြတ်အထုနိုင်ကြပါစေစေတုံကျောင်းတရကကြီးအနန္တဝိကျောင်းတရကကြီးကိုအတွေ့ယူကစိတ်ကြဒုက္ခပေါ်မြတ်အထုနိုင်ကြပါစေလို့ဒီလိုစိတ်ထားခြင်းဖြင့်ဒီတော့တဲ့ကိုဒီနေ့ဘုန်းကြီးဟောဖို့ပြည့်စုံထားပါတယ်နော် ဒီချိန်အနန္တမင်းကျောင်းတရေဘာကြီးကတရားညောင်းဆုံးပြောဆက်မဲ့အချိန်ရောက်လာဒီချိန်ကိုမရောက်ခင်မှာဒီဘာကြီးကဗာရီလုံနေတဲ့တရားကြီးလည်းပြန်ဆန်းစစ်ကြတယ်ဘုရားမူရှိတဲ့သံဃာတော်များတရင်သူဖို့ညာအတွက်တရားဘာဝနာကြည်ကြံကြုပ်ကိုပေါင်းရအပ်တော်ဖို့ညာအတွက်ဇေတုံကျောင်းတဲ့တော်ကြီးကိုလည်းဤသာကိုဗတိသူတ္တပူဇော်တတ်တဲ့တရားကြီးလည်းဖြစ်နေ့စဉ်နေ့စဉ်မိမိရဲ့အိမ်မှာ သံဃာမြတ်စွာသောယဟန်သံဃာတော်တွေကိုဆောင်ဖြင့်ပြုစုလုပ်သွင်းနေတဲ့နေစဘဟုတ်ကိုအမြဲတမ်းပြုစုလုပ်သွင်းနေတဲ့လူတန်းကိုဆောင်နေတဲ့ဌာနပိဋကတရားဂန်ကြီးတို့လည်းဖြစ်ပါတယ်။ဒီလိုလူတန်းပူဇော်နိုင်တဲ့ဘဝမျိုးကိုရရှိဖို့ရန်အတွက်လူငယ်သောတသိန်းရှင်နဲ့ကဘာတသိန်းချက်ကပြမှုရာမြတ်စွာဘုရားရှင်ရဲ့ဌာနတော်မှာဆုံးတော့ပန်းထွာပြီးတော့သာခဲ့တဲ့ ပါရမီညိုစိတ်ကိုထရောခဲ့တဲ့တရောကတူလည်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်နဲ့ဇာတိကျုံမြုပ်တိတဝနာအမည်ရှိတဲ့တောရအကြောင်းတဲ့တစ်ခုမှာဥဇောပရမတ်တွေ့ရှင်အခါဘုရားရှင်ထံမှတရားဒေသနာတော်များသစ္စာလေးပါးနဲ့စတဲ့တရားဒေသနာတော်များကိုနားကြားဖို့ရရှိတဲ့အတွက်သောတမတိမေဖို့သို့ဆက်ရောက်နေတဲ့အရိယတော်ကောင်းကြီးတူလည်းဖြစ်ပါတယ်။သို့သော် အနပိရတဓမ္မပိရတဒါနပိရတဒါန၌မွေလျောပြောပဲနှိမ့်ချက်ချင်းဓမ္မပိရတတရား၌မွေလျောပြောပဲနှိမ့်ချက်ချင်းဆိုတဲ့ဤပုဂ္ဂိုလ်နှမျိုးတို့ဖြင့်နာရဝိဉ္ဇောတေကာကြီးကသောတ္တပတိမြညာဘုံညာအရှိဆဲ့အောင်နေတဲ့သရဂံတဥပင်ဖြစ်တော်လဲဒါနမွေလျောပြောပဲနှိမ့်ချက်တဲ့သရဂံတဥဖြစ်နေပါတယ်ဘုရားရဲ့ကကြည်တရားညောင်းဆုံးတရားစမဲ့အချိန်တနည်းတော့ရောက်လာတဲ့အခါ သူအမတန်ကြီးကျော်လေးစားနေတဲ့ရှင်သန္တိဘုရားကိုရမြတ်ကြီးကိုသူ့ရဲ့အစိအပယောက်ျားတို့ကိုဆေလွတ်ပြီးတော့အပင်ခိုင်းပါလေ။မြတ်စွာဘုရားရှိရဲ့ခြေတော်အဆုံးပြပရံကိုလည်းရှင်းခိုးခိုင်းပါလေနော်။ဒီနေ့တို့ရဲ့မှာကတော့သူကဇေတုံကြောင့်လည်းကိုမသွန်းနိုင်တဲ့ဒေဝကြီးဖြစ်နေတဲ့ရေပုံရအဖြစ်ကျမ်းမှာကျင်းတဲ့ဆိုရင်နေ့စဉ်နေ့စဉ်တနေ့နှစ်ပြင်းလုံးကြီးဇေတုံကြောင့်လည်းကိုသောပြပြရှင်းကိုရှင်းခိုးဖို့ပြည့်ပြည့်ရှိတယ်။ သင်တင်တဲ့ကြံဒီလိုတော်ဒီကုလည်းဆွအားရှိတော့နာကြပြီးညစ်ကြံကြုတ်ကိုပွားများအတုနေတဲ့တော်ကောင်းတခုလည်းဖြစ်ပါလေ။ခုနိမာရဒီကြောင့်ကြောင့်လည်းသူကလည်းမသွားနိုင်တော့ဘူး။ယောဂဝရဏကြီးကလည်းအပြင်းထန်ဒိဋ္ဌိနေတော့ခြေတန်ဒီမုဒ္ဒရာကိုရမြကြီးကိုသွားရောက်ပြီးအပင်ခိုင်းနေ။သူ့ရဲ့စကားဖြင့်ဘုရားရှင်ရဲ့ခြေတော်အစုံကြံပုံကိုလည်းရှင်ခေါ်ဥဒိတ်ခိုင်းပါလေ။ ခိုင်းစေလိုက်တဲ့မြုံကောင်းသာကလည်းရှင်သာမြတ်စွာဘုရားအတန်တရားရှိရဲ့ခြေတော်ဆုံးကြဝဠံကိုလည်းဥဒ္ဒတ်ပြီးတော့ရှင်သာတိဘုရားကရောမြတ်ကြီးကိုပြေဆောင်ပြီးရှင်အနန္ဒမထေရဖြင့်အတူပြေဆောင်ပြီးတော့လာခဲ့ပါတယ်။ဒီလိုရောက်ရှိလာတဲ့အချိန်ခါမှာအရှင်သာတိဘုရားကရောမြတ်ကြီးကဗမေးလဲကိစီတေကပတိကိစီခမဏီယကိစီတေကပတိဘာသဒုက္ခဝေဒနာပတိကမန္တိနောအဘိကမန္တိ

ပြင်းထန်ဆင်းရဲတဲ့ဒုက္ခဝရဏတို့ဒီပဋိကမတိနောက်သို့ဆုံးရွှေ့သွားကြပါကုန်သလောနောက်အဘိကမတိရှိသောတို့တိပြမနာပဲရှိကြပါကုန်သလောဧတံံထောဒုက္ခဝရဏတို့ဒီပဋိကမနောက်သို့ဆုံးရွှေ့သွားသောအချင်းယံဒီပညာရဲ့ဒီကိစ္စအချင်းရှားပါသလောဧကဧတံံထောဒုက္ခဝရဏတို့ဤ ဗိသမုရှိသူတို့တည်း၍လာခြင်းသည်နောပညာရဲ့ဤမချင်းရှားပဲရှိပါသည်လောဆိုပြီးဒီမျိုးလေးတွေနေနော်အဲဒီခကြံဗရလအရိယဘတ်္တမြတ်တဗရလသိရဲ့သန္တမရှိဘုံနေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဟာနောက်ဆုံးဆုံးယုတ်ပြီးနိဗ္ဗာန်လားရှေ့သို့မတွတ်တဲ့ဖြစ်ရှိပါရဲ့လားနောက်ဆုံးဆုံးသွားတဲ့အချင်းရာတိထင်ရှားနိဗ္ဗာန်လားရှေ့သို့တွတ်တဲ့လာတဲ့ တို့တဲ့လာတဲ့အချင်းရာဒီမထင်ရှားပဲရှိပါ၏လားဆက်ပြီးတည်လို့မေးကြည့်မေးကြည့်လိုက်တဲ့အချိန်ခါကျတော့မှနာရဝင်ကျောင်းနေခါကြီးကပါပြန်ပြောင်းထားလဲနမေဗန္ဒီခမဏီယနာယဗန္ဒီယဘာလမေဒုက္ခဝရဏအဘိဓမ္မတိလောပရိကမတိအဘိကမောတဏံပညာယတိလောပရိကမောတိဗန္ဒီအရှင်ဘုရားတရိပုဗန္ဒီတရိပုဗ္ဗအရှင်ဘုရားတရိပုဗ္ဗရာ မေသတိတော်အာနာသမဏိယမခံကြပါမေသတိတော်ယတန်တက်၌ယဗဏိယအရိယဘာသာပြတ်တော်မူမရှိပါမေဖျက်တိတော်ယတန်တက်၌ဘာသာဒုက္ခဆင်းရဲတဲ့ဒုက္ခဝေဒနာတို့သည်အဘိကမန္တိရှိသောတုန်တည်းဖြစ်နေကြပါကုန်၏နောပရိကမန္တိနောက်သောဆုံးယုံ၍မသွားကြပါလေကုန်ဧတန်တန်တို့ဒုက္ခဝေဒနာတို့၏အဘိကမောရှိသောတုန်တည်းနေတဲ့အချိန်ယာတိပညာရဲ့အချိန်ရှားရည်နေပါ၏ ဣဒံံသုဒုက္ခဝိနာတို့ဤပရိကမောစေတုတုတဲ့လာတဲ့အချင်းညာတိပရိကမောနောက်သို့ဆုံးပြေသွားတဲ့အချင်းညာတိနောပညာယံတိမတင်ကြပါဗျာဒါကပြာညာသောတယုတ်ဆက်တဲ့အချိန်ခါမှာတတဝါတွေတွေ့ရမယ့်ဆင်းရဲဒုက္ခတွေနဲ့เนาะဤတော့အရိယဘက်ကလည်းတတ်တယ်မရှိဘူးခန္ဓာကိုယ်ကလည်းခံကြဖို့မရှိဘူး ဖြစ်ပေါ်နေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေကလည်းရှေ့ဘုရားတွတ်တဲ့လမ်းလေးနောက်ကိုဆွရုပ်မသာဘူးရှေ့ကိုတွတ်တဲ့နေတဲ့အချင်းရတွေကသာချင်းချင်းနေတဲ့နောက်ဆွရုပ်သွားတဲ့အချင်းရကမတင်ကြပါဘူးလို့ကျင်းလို့ပြောထားတယ်။အဲဒီလိုလျှောက်ထားပြီးတဲ့အချိန်ခါမှာသူကထင်ရှားတဲ့ဥပမာလေးတွေနဲ့တရားထားပါနော်။နံပါတ်1ဥပမာကတော့အရှင်ဘုရားအာကောင်းမုန်တန်နေတဲ့ယောက်ျားတစ်ယောက်က အမတန်ထက်လာစွာသောတန်ဆုတစ်ခုဖြင့်ဒီလိုရဲ့ဥဋ္ထိတ်ခြေကိုစိုက်ထိုးပြီးတော့မှွေတော့နေတယ်ပဲဒီလိုရဲ့တန်တမခေါင်းထဲမှာအလွန်ပြင်းထန်နေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဒီခံစားနေရတယ်အလွန်ပြင်းထန်တဲ့ဝါယောဓာတ်ကြီးကတန်ကြံနဲ့မှွေတယ်လို့မှွေနေပါတယ်ရှင်ဗျာဒါကတစ်ခုနောက်တစ်ခုဥပမာတစ်ခုနဲ့ပြောတာကရှင်ဗျာ အကုမုံတော်နေတဲ့ယောက်ျားတယောက်ကအားရနေတဲ့ယောက်ျားတယောက်ကိုဒိယေကျုပ်တစ်ခုဖြင့်ခေါင်းကိုအကျင့်အကျက်ဖွဲ့စည်းပြီးထားတယ်လို့တတိယရဲ့ဥခေါင်းထဲမှာအလွန်တင့်ကြပြီးတော့အလွန်အခမ်းရခက်နေတဲ့ဖွဲ့စည်းတင်းမာနေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေလည်းဖြစ်ပေါ်နေပါတယ်ရှင်ဗျာဒီဒုက္ခပဲတစ်ခုနော် ဘဏ္ဍာဒုက္ခကဝါရောဓာတ်ရဲ့ဖောက်ပြန်ပစ္စည်းနေပုံအခြေအကျိုးတယောက်သားတယ်။ကိုဒုတိယမျိုးလိုက်တဲ့ဥပမာကတော့အာဘောဓာတ်နဲ့ပထဝီဓာတ်တို့ရဲ့ဖောက်ပြန်ပစ္စည်းနေပုံတွေကိုသူကထင်ရှားအောင်ဖော်ပြတယ်။နောက်ထပ်ဥပမာတစ်ခုဖြင့်ဝါရောဓာတ်ရဲ့ဖောက်ပြန်ပုံကိုလည်းဆက်ပြီးပြောပြတယ်။ဘယ်လိုတယောက်သားလဲအရှင်ဘုရားအကောင်ဘုဒ္ဓံတိတဲ့ယောက်ျားတစ်ဦးကထက်လာစွာသောတာလိတံငယ်ဖြစ် မွန်ပိုက်အကွင်းကိုထိုးတန်းဖြင့်ထိုးမှွေနေသလိုပဲဒီလိုရဲ့ဝန်းထဲမှာအလွန်ပြင်းထန်နေတဲ့ဝါရော့တဲ့တွေကထိုးမှွေနေပါတဲ့အရှင်မြတ်ဒီဒုက္ခကလည်းသူ့မှာခံရဖြစ်လို့လေမရဏလိကဝေဒနာလို့ခေါ်ဆိုအပ်တဲ့သိအောင်သတ်မဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာလေးကဒီကနိဒါနမှာဖြစ်ပေါ်နေပြီးဖြစ်ပါတယ်နာကြုံဒီသောတရဲ့ပုံပြပစ္စည်းပုံကလည်းတုံးကဥပမာနဲ့ဆက်ပြီးပြောထားတဲ့အရှင်ဘုရား အန်သောမုံတန်တိတဲ့ယောက်ျား2ဦးတို့ကအာနုနေတဲ့ယောက်ျား2ဦးကိုလက်မောင်းနှစ်ဖက်တစ်ဖက်တစ်ချက်စီဂန်ပြီးတော့တစ်ဖက်တယောက်စီဂန်ပြီးတော့အလွန်ရဲရဲတောက်ပြီးမိအနေအဟုန်ကင်းမဲ့နေတဲ့မိကြီးတွင်ကြီးတစ်ခုတည်းဆိုဆွဲပြီး အတင်းကင်းနေတယ်လို့ပဲတပည့်တို့ရဲ့ခန္ဓာကိုယ်မှာအလွန်ပြင်းထန်တဲ့ပူလောင်တဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေလည်းရှင်းရှင်းဖြစ်ပေါ်နေပါရဲ့ရှင်ဗျာဆိုပြီးပြန်ခန်းဒီကနေ့ကလည်းပါဒရဝါတဲ့ဤလိုဆင်းရဲတဲ့ဒုက္ခဝေဒနာတွေ့ကြရမှာဖြစ်တယ်เนาะကျိုးတင်ပြည့်စုံမှုကမရှိခဲ့ရင်တော့ဒီကကြီးချောချိန်ကမှစိတ်ကိုညင်ဝတ်အာယံတစ်ခုကောင်းတဲ့အာယံတစ်ခုအပေါ်နဲ့ညင်ဝတ်ဆိုကပ်ပြီးဤနီအောင်ကြိုးစားဖို့ဆိုတဲ့အပိုင်းကြီးဖြစ်နေပါမလား နည်းနည်းစဉ်းစားကြเนาะမရဏတို့ကမ္မထံလေးကိုကျွတ်ကျင်ပြီးတော့ဆင်ဆင်ကျင်ပြီးတော့မိမိတို့ကအာဟုတ်တဲ့တရားတွေကိုရအောင်ဆဝေထားဖို့တော့ရတယ်เนาะဒီလိုပြောထားလိုက်တဲ့အချိန်ခါမှာရှင်သာရိပုတ္တရာဂရုဉာဏ်ကြီးကသိတဲ့လျော့ပတ်တဲ့တရားစကားတွေကိုဟောကြားပေးတော်မူပါတယ်ခန္ဓာငါးပါးကြီးဖြင့်ဝိပဿနာရှုပွားဖို့အာရဏ၁၂ပါးဤ၁၈ပါးဤပိစ္ဆသဘောပါဤစသည်ဖြင့် ဝိပဒနာရှိခွင့်ကြီးကျွန်တော်ဆုံးအောင်ဟောကြားပြတာဆုံးဆုံးမှာပြေတော်မူလိုက်ပါရဲ့အဲဒီလိုဆုံးဆုံးမှာပြေတော်မူပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ရှင်နေတဲ့ကိုရောမြတ်တို့ကျောင်းတော်ကိုပြန်ကြောက်သွားကြပါရဲ့ပြန်ကြောက်သွားပြီးတော့မကြာမီအချိန်ကာလအတွင်းမှာပဲအနန္တရှင်ကျောင်းတဲ့အခါကြီးလေဝင်လို့တော့မှာနော်ဝင်လို့တော့ဒုတိယနှစ်ပြည့်ကိုရောက်ရှိသွားပြီးဆိုကြသူဒုတိယနှစ်ပြည့်ရောက်ရှိတဲ့အချိန်ခါမှာ မိမိရရှိတဲ့စိတ်တဲ့ဥစ္စာတွေကိုတမ်းပြီးရှိလိုက်တော့ဘယ်ဘုံဘယ်ဘက်ဗဏိနာအပြင်ငါဒီဤကဲ့သို့သောကြည်ကျခန္ဓာနေတဲ့စိတ်တဲ့ချမ်းသာတွေကိုရရှိပါလေလို့ရှင်ရှင်ကြည့်လိုက်တဲ့အခါဇေတုံကျောင်းတဲ့လောကသူတွေပူဇော်ခဲ့ခြင်းဘယမှုရှိတဲ့သံဃာတော်တွေကိုနေ့စဉ်လှူလှူဆွမ်းပြင့်ပြုစုလှူကြခဲ့ခြင်းဘောဓမ္မတိမြတ်ဘုံဉာဏ်တို့ဉာဏ်အောင် သမထဝိပဿနာဘာဝနာကမထနေကိုအောင်အောင်မြင်မြင်စီးပြန်ပေါ်မြတ်အထုခဲခြင်းဆိုတဲ့ဒီကောင်းမှုကိုဆိုအရရကြောက်။ဒါဒီဤကဲ့သို့ဤကြေခန္ဓာသောစိတ်တဲ့ဥစ္စာတွေကိုရရှိခဲခြင်းဖြစ်တယ်ဆိုတာသိတော့ဒီစိတ်တွေကိုမခံစားမိ။ငါရဲ့ကျေးဇူးတော်ရဲ့အစစ်ဖြစ်တဲ့မြတ်စွာဘုရားကိုငါချက်ချင်းဆင်းပြီးတော့သူပူဇော်ကြတော့မယ်ဆိုပြီးတော့နတ်ကြီးကလည်းဆင်းတဲ့လာပြီးထိုရမှာပဲ။ ်ဈေလွန်ကြောက်လိုက်တော့အရှင်မသိန်းတော်ဇန်နိတံဘုံတဲ့မြတ်စွာဘုရားကိုသူကဂါထာလေးချင်းဖြင့်သူ့ရဲ့ဝမ်းမြောက်မှုကိုတင်ပြပြီးခေယောက်ခပါတယ်နော်နံပါတ်၄သူကဘယ်လိုခေယောက်ခလဲဣဒံဣဒံသီလဝနဣတိတံကဣတိဝိတံပေါထံဓမ္မရာဇိနမိတိသင်္ဇနနံမမဣဒံဟိတံသီလဝနဣစေတောကြောင့်တိုက်တော်ကိုဣတိတံကဣတိဝိတံယဟ ောသည်မိဝဲရှိကတရင်ဆောင်သန္တိတော်ဟူပါပေ၏ဓမ္မရာဇိကတရားမင်းကြီးဖြစ်တော်မူသောရှင်တော်မြတ်ဗျာဒီလည်းပဲအောင်ထံအမြဲမပြတရင်ဆောင်သန္တိတော်ဟူပါပေ၏တသမာတို့ကြောင့်ဣဒံဟိတံဇေတဝနံဤဇေတံကြောင့်တတော်ဤတိမေဖြဲ့တိတော်အာပိတိသင်္ဇာနနေ ကိုသင်္ချာဖြစ်ပေါ်စေတော်မူပါ၏။မြတ်စွာဘုရားကဈေးတွင်ကြောင့်တည်းကြောင့်ရဲ့ကိုယ်ဝဲလေးကိုချိတ်ယုတ်ပြီးဆရာခန်းနော်။သူကဒီဈေးတွင်ကြောင့်တည်းတော်ကြီးနဲ့ပတ်သက်ပြီးသိဝမ်းမြောက်ပြီးဖတ်ကြမယ်။ဒီကိန်းလေးလေးစဉ်းစားကြည့်ပေါ့နော်။မိမိကကြောက်နိုင်တဲ့ဒီကုတီချောင်းထဲမှာမိမိကိုယ်တိုင်ကလည်းသစ္စာလေးရဲ့တရားမြတ်ကိုတမာတိတ်ကြီးဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်ကိုထွက်ဖို့ပြီးပြီးဖြစ်တယ်။မိမိကတော့သစ္စာလေးရဲ့တရားမြတ်ကို ဗမာတိတိဉာဏ်ပညာဖြင့်ကိုရဉ္ဇမဆွေးပေါ့သိမြင်တော်မူတဲ့ဘုရားရှင်လည်းဇိန်သုံးစံတိတော်မူတဲ့ဘုရားအမှုရှိတဲ့သောတပန်သင်္ကရာကအနာဂတ်ယဟန်ကအစရှိတဲ့အရိယာသူတော်ကယဟန်ဒီကလည်းအမြင့်မပြတ်ဒီလိုဇိန်တော်ကြောင့်တဲ့တော်ကြီးမှာဇိန်သုံးစံတိတော်မူတဲ့ဒီလိုဆိုရင်မိမိကြောင်းတဲ့ကြီးမှာဒီလိုမုံမြတ်တဲ့သူတော်ကောင်းတဲ့ဇိန်သုံးစံတိတော်မူတဲ့ကောင်မိမိမြင်တွေ့ရမယ်ဆိုရင်ဝန်းနဲ့မလားဝန်းတာမလား ဤကြောင့်လည်းတော်ကြီးကိုပြန်ကြည့်လိုက်တော့အရိယာတရဂုံတွေကိုမွေးထုတ်တဲ့နေရာဒေသတစ်ခုဖြစ်နေတယ်။ဘယ်လိုအရိယာတရဂုံတွေကိုမွေးထုတ်တယ်ဆိုတော့ဘုရားရှင်ရဲ့အဆုံးအမတော်ကိုလိုက်နာပြီးပြုကြည့်နေတဲ့ယဟန်သံဃာတော်တော်ခမည်းများကဒီစစ်တော်ကြောင့်လည်းတော်မသိန်းသုံးပြီးတော့တရားဘာဝနာကျင့်ကြံကြုပ်ကိုပွားများအထောက်တော်မူကြတဲ့အတွက် ဘုရားကံတကရကအနဂံဟန်နဲ့ဆိုတဲ့အရိယာတရောကအစစ်စစ်တို့ရရှိတော်မူတဲ့ခံကလည်းအကြောင်းတစ်ခု။နောက်ကြောင်းတစ်ခုကဒုနှစ်ထိုးချင်းကမှာထုတ်ခစ်ထိုးချင်းကမှာသောဝတိကောဒရတိုင်းလိုခေါ်ဆိုအပ်ချက်နော်။သောဝတိဘောင်ရှင်ကောဒရတိုင်းတိုင်းလုံးပဲဆိုကြတယ်။ဖြစ်ကောင်းဖြစ်မယ်လို့တော့ဘုန်းကြီးတို့ယုံကြည်ပါတယ်နော်။ဒီကောဒရတိုင်းတိုင်းလုံးဘောင်ရှင်ကိုကြည့်လိုက်ရင်လူရဲ့တန်ပေါင်း90ခန့်ရှိမယ်လို့ဆိုရှိတယ်။ဒီတန်ပေါင်း90ခန့်နဲ့ပါ မြေပုံရအဖြစ်ဘာဝတိပြည်သူပြည်သားတွေကထိုးချိန်ကမှဘာလို့နေတယ်ဆိုတော့ဘုရားမူရှိတဲ့တန်ခါတော်ကြီးအတွက်နန္ဒမုဒ္ဒအလင်းရောက်တဲ့အချိန်ကမှဆွန့်ဖြစ်လူတဲ့ပူဇော်ခွင့်ရအတွက်အလုံးစီစဉ်ကြတဲ့ဘုရားမူရှိတဲ့တန်ခါတော်မြတ်ဆုံးမှကြွလာတဲ့အခါဆွန့်ဖြစ်လောင်းထုံကြပူဇော်ကြဆွမ်းလောင်ရင်ကိစ္စပြီးတဲ့အခါမှာမိမိတို့ကျွင်းကြံနေတဲ့အခါရတွေကိုမိမိတို့လက်ဆန်းဆုံးကြတယ် ဆန်းလုံးကြီးတဲ့အချိန်ခါမှာအမျိုးပေါင်းသမီးတွေကပန်းစီမီလက်ဆွဲပြီးတော့ဇေတုံကြောက်တဲ့တောဘက်ကိုတက်ဆုပ်ပြီးသွားကြပါနဲ့သွားလိုက်တဲ့အချိန်ခါမှာဒုဇေတုံကြောက်လိုက်တော့အတွင်းမှာဓမ္မယုံကြီးတော်ခမ်းမြန်းများရှိကြပါနဲ့မိမိနှိမ့်ချတဲ့ဓမ္မယုံအတွင်းမှာဝင်ရောက်ပြီးတရားနာယူခြင်းသို့မဟုတ်တရားထိုင်ခြင်းဆိုတဲ့ဒီလုံငန်းရည်ကြီးကိုတဏီလုံးပြုလုပ်ကြပါနဲ့အဲ့လိုပြုလုပ်ပြီးတဲ့အချိန်ခါမှာညနေကျရောက်တော့အမျိုးသမီးအုပ်စုက မိမိတို့နေရအိမ်ကိုပြန်ကြတယ်။ညံကြည့်တဲ့အချိန်ကမှမြို့ကောင်းသားတွေကဗန်းစီမီလက်စွပ်ပြီးညက်နေကြအခါမှာဇေတုံကျောင်းထဲကိုကိုသွားကြပြန်နေ။ဗန်းကြည့်တဲ့အချိန်ကမှညံလုံးကသူဓမ္မယုံမိမိနှိမ့်ချတဲ့ဓမ္မယုံနေတဲ့ဘဝရောက်ပြီးတရားနာကြတယ်။တရားဘာဝနာကြည့်ချံကျုပ်ကိုပွားများအထုတ်ကြ။အဲ့ဒီနည်းစနစ်ဖြင့်သမထဝိပဿနာဘာဝနာတွေကိုကြည့်ချံကျုပ်ကိုပွားများအထုတ်ကြတဲ့အတွက် ဘောဇရာတိုင်တိုင်းလုံးမှာလူရဲ့သံပေါင်း80အနဲ့သံပေါင်း90ပေါင်းကျင်တော့ဒီအရိယာသရောကောင်းတွေဖြစ်နေကြတယ်။အချုပ်ကသောတေပန်အချုပ်ကသကရာကအချုပ်ကအနန္ဂံသရောကောင်းတွေဖြစ်ကြပါတယ်။ဉာဏ်ဤတဲ့ကုလဇင်နေတဲ့မှာလဲကြည့်လိုက်မယ်ဆိုရင်တဏ္ဍဝေအဲဆယ်တဏ္ဍဝေပေါင်းကျင်လောက်ကဘုရားဘန္တဝင်သရောကောင်းတွေဖြစ်ပြီးတော့ငါတံပေါင်းကျင်လောက်ကသာသနာ့ဘအယူဆရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်ဝင်ရှိကနေတဲ့ ုဂ္ဂိုလ်များဖြစ်ကြပါတယ်เนาะပြီးတော့မိမိဇေယျံကြောင့်တဲ့အကြည့်ကိုအမိပြုတ်ပြီးတော့ဒီလိုသာမအများသမထဝိပဿနာဘာဝနာရင်းကိုရှင်းကြံကျုပ်ကိုဘာမြအပ်ထုတ်ခြင်းကြောင့်သောတပတိမညံဘုံညာအဆက်ရှိတဲ့အရိယာမညံဘုံညာတို့ကိုဆက်ရောက်ပြီးသစ္စာလေးရတရားများကိုဖင်ဖို့သိမြင်သွားကြကိုကြည့်ပြီးတော့အများကြီးဝန်တာမလားဝန်နေမလားဝန်တာမလားဒါကြောင့်သူကဇေယျံကြောင့်တဲ့တော်ကြီးဟာ ုအတွက်အလွန်ဝမ်းသာဝေကောင်းတဲ့ဌာနကြီးတစ်ခုဖြစ်နေတယ်။ဒါကိုမြတ်စွာဘုရားကသူကရှင်းစွာတင်ပြတရားခံနော်။တင်ပြတရားခံပြီးတဲ့အချိန်ကကြတော့မှမိမိရရှိထားတဲ့အရိယာမဉဏ်ရဲ့ဂုဏ်ကျေးဇူးတွေနဲ့ဆက်ဆက်လွန်လပ်တင်ပြတရားထားလို့လည်းအဲ့အတွက်ဒုတိယဆက်ပြီးတော့ခန္ဓာတစ်ခုဖြစ်တရားထားတယ်။ဘယ်လိုတရားထားတယ်ကမ္မဝိသဇ္ဇဓမ္မောဇ္ဇသီလံဇူဝိတမုဒ္ဓမ္မ

မမအာဇီဝဟုခေါ်ဆိုသောတိလမကင်တရားသုံးပါးတိလကောဣဒ္ဓတမိတိလေသောတိလ၌ခိတံသာဒီရင်းနေသောပုဂ္ဂိုလ်တ attva ဤဘုဒ္ဓမံမောမြတ်သောသောဇီဝိတံအသက်ရှင်နေရခြင်းတိလကောဇီဝိတံအသက်ရှင်နေရခြင်းတိလကောအတ္တိရှိဣတိနဤမင်းရှင်ပါခြင်းတရားကြောင့်တ attva တ attva တို့သည် ဣတိနာဤမင်္ဂိရှိပါကျေစဉ်တရားကြောင့်မစ္ဆာတတ္တဝါတို့ဖြင့်သုတ်ဆန္ဒီကိလေသာတို့မှဆင်ကျေကြရကုန်၏ကုဋေနာဝအမျိုးအနွယ်ဤမြင့်မြတ်ခြင်းဒီဟုသောအကြောင်းကြောင့်၎င်းဒနေနာဝစိစေဥစ္စာဤပေါ်မြတ်ကျေဝါခြင်းဒီဟုသောအကြောင်းကြောင့်၎င်းမစ္ဆာတတ္တဝါတို့သည်၌သုတ်ဆန္ဒီကိလေသာတို့မှဆင်ကျေကြရသည်ကမဟုတ်ကြပါကုန်ဤယမယေဂုံကျေစုနှင့်ဆက်ဆံပြီးသူကအလျောက်ထားတဲ့ အရိယမဇိရဏဒီအရိယမဇိရဏကတော့မဲငယ်ရှိပါတဲ့မှာအင်္ဂါရတစ်ခုအဖြစ်နဲ့မပါဝင်တော်လဲမဲငယ်ရှိပါခြင်းတရားတွေနဲ့ဉာဏ်ဓုဖြစ်နေကုသိုလ်တရားတစ်ခုဖြစ်ပါတယ်နော်ရိယမဲအခိုက်မှာသောတပတ္တိမဲ့ဉာဏ်ဖြစ်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးဆိုရင် ဘဏ္ဍမဇ္ဇတမာတိနဲ့ရှင်နေတဲ့အရိယာမဉ္ဇဉ်ဖြစ်ခဲ့မယ်ဆိုရင်စိတ်စိတ်လေး39လုံးကအဋ္ဌိရှိပါရနော်ဒီ39လုံးနဲ့မှာမကင်ရှိပါလဲပါဝင်ပါလဲအရိယာမဲ့စေရနာဆိုတဲ့ကုသိုလ်စေရနာတစ်ခုနဲ့ပါဝင်နေပါလဲဒီစေရနာရဲ့စွန့်ရင်ကြီးမားမှုကိုလည်းသူကဘုံဘုတ်တစ်ခုအဖြစ်မြတ်စွာဘုရားရှင်အတင်ပြပြီးလျောက်ထားတယ်နောက်တစ်ခုကဝိဇ္ဇာတမ္မာတိတိတမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဲ့ပင်တိုင်းကိုဓမ္မသမောယမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဓမ္မာတိမဲ့ပင်ကသုံးခုသီလသမ္မာဝါစာဓမ္မကမ္မန္တသမ္မာအာဇီဝခေါ်တဲ့သီလမဲ့ပင်ကသုံးခုပေါင်းလိုက်တော့မဲ့ပင်၈ပါးဒီမဲ့ပင်၈ပါးတဲ့ကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိခေါ်တဲ့ပညာမဲ့ပင်သမာဓိမဲ့ပင်တဲ့ဆံယံထပ်အပ်တဲ့ သမဝါစံသမကမ္မတသမအာဇီဝခေါ်တဲ့တိလမခင်သုံးပါးနဲ့ယက်တီပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းကိုဇူဝိဒ္ဓမုဒ္ဓမမွန်မြတ်သောအသက်ရှင်ခြင်းလို့သူကချီးကျူးထုတ်ပေါ်ထားတယ်။ဘယ်လိုလုပ်ဒီကိစ္စတွေမင်းမွန်မြတ်သောအသက်ရှင်ခြင်းဖြင့်ရှင်ခြင်းနဲ့ဆိုရင် မဲငင်ရှိပါကြည့်တဲ့တရားတွေကိုမိမိတို့ရဲ့မှန်တမ်းမှပြည့်စုံအောင်ကြည်ကြံကြုတ်ဖို့ပွင့်များအထောက်ထားပြီးဖြစ်ဖို့မလိုဘူးလား။